မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်နေပြည်တော်နဲ့နေကတဲ့ပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာနီးမှာတိုက်ပွဲများဇက်တိုက်ဖြစ်နေပြီးပြည်သူထောင်ကြီးထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်နဲ့နေကတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာနီးမှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေပြီးပြည်သူထောင်ကြီးထွက်ပြေးနေရကြောင်းဒေသခံပြည်သူများနဲ့စင်ရေးတရင်အရေးမြစ်တချို့ကပြောပါရယ်မေလ18ရက်ကစပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာနီးမှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလာ ြင်းဖြစ်ကြောင်းအဲဒီနောက်ဇက်တိုက်စုတို့တိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်နေနေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်းကရင်နီ KNDF တပ်များနဲ့စစ်တပ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များအကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။ တိုက်ပွဲများအတွင်းစစ်တပ်နှင့် PNO ကိစ္စကန်တချို့ကိုတင်ပန်ရရှိပြီး PNO စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုတွေရှိကြောင်းစစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်တွေကအပြင်းထန်ခုခံနေတဲ့ပြင်လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။အခုဆောင်းပြောင်းမှဖြစ်လာတဲ့တိုက်ပွဲတွေကတော်လိုင်းတပ်တွေကထိုးစစ်ဆင်လာတာလို့ပြောရပါမယ်။ပင်လောင်းလိုက်ကော်လန်နဲ့ပင်လောင်းနေပြီးတော့သွားလန်းနေမှာတော်လိုင်းတပ်တွေကစပြီးစစ်ဆန်တဲ့သဘောလိုလည်းမြင်ရတယ်။အခုတရားတလောက်တော့တော်လိုင်းတပ်တွေကစကန်းသိမ်းတာတွေရှိရင် PNO စစ်သားတွေကိုဖမ်းမိတာတွေလည်း ည်းရှိရဲလို့ဒေတာသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်ကနေပြည်တော်ကိုတိုက်ရိုက်သွားရောက်နိုင်တဲ့အချက်အခြာကြားစင်ရေးအရာအရေးပါတဲ့မြို့နယ်တစ်ခုဖြစ်ပြီးအဲ့ဒီနေရာကိုတော်လိုင်းတပ်ဖွဲ့တွေကလက်မြေစိုးမိုးရရှိဖို့တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဒေတာသတင်းရင်းမြစ်တွေကတုံ့သက်ပါတယ်။ အကြံဖက်စစ်ကောင်စီတပ်ကတိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထိနာလာခြင်းပအိုကြီးရွာတွေကိုမိရှုဖျက်ဆီးခြင်းလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းတို့လှုပ်ဆောင်ပြီးတော်လိုင်းတပ်တွေကလှုပ်ဆောင်နေလို့ဆွဆွဲပြောဆိုမှုတွေကိုလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာကြောင်းသိရပါတယ်။ပအိုရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲနေတာမိရှုနေရာတွေကို PNU အရာရှိတွေကဘာမှမပြောရဘူး။ပြီးတော့ပအိုပြည်သူတွေကိုပြောင်းလဲနေသေးတဲ့အကြံဖက်သမားတွေကမိရှုတယ်ဆိုပြီးတော့အဲ့ဒီလိုပဲပအိုနဲ့ကရင်နီသွေးခွဲနေတာပအိုပြည်သူတွေအယံအားတယ်လို့ထင်တော့မယ်လို့ဒေသခံပြည်သူတောင်းကပြောပါတယ်။ ိန်ပင်လောင်းမြို့နယ်မှာမေလ18ရက်နေ့မှာမေလ 26ရက်နေ့အထိဇက်တိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ပင်လောင်းမြို့နယ်စောင်းပြောင်းဒေသမှာပြည်သူထောင်ချီပြီးစစ်ဘေးတိမ်းရှောင်နေရကြောင်းတောင်ယာစိုက်ပျိုးခြင်းဖြစ်တော်လဲပြည်သူများမှာစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။ဆလတ်ပြီးအစ်စ်ပေါ်ထွန်းလာတဲ့ရမညမွန်တက်တော်နဲ့လက်တွဲပူပေါင်းပြီးစင်အာနာရှင်ကိုတိုက်ခိုက်မယ်လို့တီအန်အန်လေးကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်အခြေပြုဖွဲ့စည်းထားတဲ့မွန်ပြည်သက်ပါတီစင်အာနာရှင်တိုက်ဖြတ်ရေး NMSBAD နဲ့မွန်ပြည်လွတ်မြောက်ရေးတက်တော် MLE တို့ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ရမညမွန်တက်တော် RMA နဲ့ပူးပေါင်းဆောင်ရွက်သွားမှာ ါမှာဖြစ်ကြောင်း TNL ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။မေလ24ရက်နေ့မွန်ပြည်သက်ပါတီဆင်အာနာရှင်တိုက်ဖြတ်ရေး NMSB AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MNL တို့ကစစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းကြီးဆိုတဲ့မုံမြတ်တဲ့ရည်ရွယ်ချက်တို့နဲ့အတူပေါင်းစည်းပြီးရမညမွန်တပ်တော် RMA ကိုဖွဲ့စည်းတည်ထောင်လိုက်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီလိုပေါင်းစည်းလိုက်တဲ့ပေါ်မွန်ပြည်သူလူထုနဲ့တူလိုက်လဲစွာကြိုးစို့ဂုဏ်ပြုပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးတရနယ်လင်ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ဒီကနေ့နိုင်ငံရေးစင်ရေးချင်းနေရမွန်ဒေတာမှာစင်ရေးအရှင်မြင့်တင်နိုင်ဖို့အတွက်ရှာမညမွန်တတ်တော်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ပေါ်ကျွန်တော်တို့ရဲ့မွန်ခမနယ်ဝင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့သွေးချင်းညီကိုဖြစ်တဲ့ PSLF TNL တောင်းတမတော်ကကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုပေါ်ပထမအဦးဆုံးအနေနဲ့ဂုဏ်ပြုကြိုးစို့ထုတ်ပြန်တဲ့ပေါ်အတိုင်းမသိဝမ်းသာ မိပါတယ်အထူးလဲကျေးဇူးတင်မိပါတယ်လို့ NMSPAD RMA ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစတာကသတင်းစကားပြောကြားခဲ့ပါတယ် မြန်မာပြည်သူလူထုတရက်လုံးကိုဆုံရွာစွာဖိနှိပ်တပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်ဆောင်တို့ရဲ့စစ်အာဏာရှင်ရန်နရကိုပြည်သူတရက်လုံးကတပ်ဆိုင်ရာဒေသအသီးသီးမှာရရလက်နက်ဆွဲကင်ပြီးဒေါ်လန်တိုက်ခိုက်နေကြရာအဖိနှိပ်ခံပြည်သူလူထုရဲ့ကြီးမားဆုံးသောဒေါ်လန်ကာလအခြေအနေကိုရောက်ရှိလာပြီဖြစ်ကြောင်းဒါကြောင့်မွန်လူမျိုးတို့အတွက်တခုတည်းသောရမညမွန်တက်တော်ကိုပေါင်းဆက်ထူထောင်လာတာဟာမှန်ကန်တဲ့ဒေါ်လန်လမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်ကြောင်းပလောင်ပြည်နယ်လူမျိုးရေးတပ် PSLF DNL ကအသိပေးထားပါတယ်မွန်ပြည်ရှိမွန်ဝါတောင်းတို့ပါ ဝင်နဲ့မွန်ခမားမျိုးနွယ်စုတို့ကမိမိတို့သက်ဆိုင်ရာလူမျိုးများကိုစီယုံကမိမိတို့ရဲ့နေမြေဒေသနဲ့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ဖို့အတွက်အရေးချင်းပြည်ပြီးခိုင်မာအားကောင်းတဲ့လက်နက်ကင်တပ်ဖွဲ့ကိုချင်းလက်သိသိစွာဖွဲ့စည်းလှုပ်ဆောင်ဖို့အထူးလိုအပ်တယ်လို့ဆိုပါရဲပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL အနေနဲ့ဖွဲ့စည်းထူထောင်လိုက်တဲ့ရာမညမော်တက်တော် RMA ကိုဘဝတူတော်လိုက်မဟာမိတ်ဖြစ်သက်မှတ်ပြီးတော်လိုင်းရှိမှတ်ပန်းတိုင်းအမြင်အောင်မြင်ဖို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါရဲကျွန်တော်တို့ရဲ့ရှာမညမွန်တက်တော်ကိုဘဝတူ တော်လိုင်းမဟာမိတ်ဖြစ်သတ်မှတ်ပြီးကျွန်တော်တို့ရေတော်လိုင်းပန်းတိုင်းအောင်မြင်တဲ့အတိဝိုင်းဝန်းပြီးအတူတကွာပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ကြိုးဆိုထုတ်ပြန်တဲ့အပေါ်ကျွန်တော်တို့တော်လိုင်းအတွက်တကယ်ကိုအားတက်မိပါရယ်ကျွန်တော်တို့ရဲ့သွေးချင်းညီကိုတွေအားလုံးအဖိနှိတ်ခံမဟာမိတ်ဆွေတွေအားလုံးနဲ့အတူဒီတော်လိုင်းကိုဆွမ်းဆွမ်းတက်မတ်တိုက်ပွဲဝင်သွားမယ်လို့ MSSBADRME ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကသတင်းဌာနကိုပြောကြားခဲ့ပါရယ် ဆက်လက်ပြီးနိုင်ရီကန်အနီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြဆုံးများလို့အင်အားဖြည့်ပြီးအေအေကို ခုခံတိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲများပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မကွေးတိုင်းကကအမ်ဘရန်လမ်းပေါ်ကနိုင်ရီကန်အနီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြဆုံးများတဲ့အတွက်အင်အားဖြည့်တင်ပြီးအရခတ်တပ်တော်အေအေကိုခုခံတိုက်ခိုက်နေရလို့သိရပါရတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံးများနေတဲ့အတွက်မေလ25ရက်နေ့မှာစစ်ကောင်စီဘက်ကတမ69အပါဝင်အင်အားအလုံးကြီးနဲ့ထပ်မံဖြည့်တင်ပြီးအေအေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ MD တာကန်မြည်ပြင်းစီ သတင်းအရင်းမြစ်အမျိုးသားတယောက်ကသတင်းဌာနကိုပြောပါရယ် တန်အောက်ခစစ်ကြောင်းတွေနဲ့ဖြစ်နေတာဒီနေ့ဆို၃ရက်ရှိပြီးအကြအဆုံးများတယ်သူတို့ဘက်ကလည်းတမ69ဦးဆောင်ပြီးပြည်သူစစ်မှုထမ်းတွေပဋ္ဌာန်းဘက်ကတက်လာပြီးအေအေကိုခုခံတိုက်ခိုက်နေတယ်လို့ပြောပါတယ်။နယ်ရီကန်နီမေလ24ရက်ကထိုးစစ်တက်လာတဲ့စစ်ကြောင်းနှစ်ကြောင်းတွေကတကြောင်းကတိုက်ပွဲတွင်ထိနာပြီးတန်ရာရတီဆုံးမှုများတဲ့အတွက်အခုလိုအင်အားထပ်မံဖြည့်ပြီးအေအေကိုခုခံနေတာဖြစ်တယ်လို့ပဋ္ဌာန်းဒေသခံစင်ရီတည်ရင်မြေအမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီနေ့ကစစ်ကြောင်းတကြောင်းအထိနာသွားတဲ့စစ်ကောင်စီဘက်ကလုံးဝနောက်မဆုတ်ဘူးအင်အားအသစ်ဖြည့်တယ်ပြန်တိုက် တယ်လို့ပြောပါတယ်အဲ့ဒီအထိနာတဲ့စစ်ကြောင်းကစစ်ကောင်စီရဲ့ထံရရစစ်တီနဲ့အလောင်းတွေကိုစစ်ကောင်စီဘက်ကကားနဲ့ဗရန်ဘက်ကိုတင်ဆောင်သွားပြီးလက်နက်ခဲရတချို့အေအေကတင်ဆက်ရမိခဲ့တယ်လို့သူကပြောပါတယ်နောက်ထပ်တပုတ်အနေနဲ့မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတကြက်ကြီးတအူးတေဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အင်းဝပံမှာလုံခြုံရေးတာဝန်ကြားနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတကြက်ကြီးကိုတနက်ပြစ်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေလို့စစ်ကောင်စီတပ်တွင်လိုက်လံရှာဖွေနေပါတယ်။ အချားအဆင့်တက်ကြကြီးကိုမကျေနပ်ပြီးတသားကဖြစ်တာလို့သိရတယ်တက်ကြကြီးကတော့သိတယ်မင်းကတင်လာကလေးကအသက်မပါတော့ဘူးလို့ပြောတယ်အချားအဆင့်တယောက်လည်းထိုင်ရရတယ်လို့စကောင်စီနဲ့နီးစပ်သူတအုပ်ကပြောပါတယ်ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တက်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေသလိုနန်းတွင်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခကိုလည်းညနေပိုင်းဆိုအဝင်အထွက်တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီတည်းမှာနေထိုင်သူတအုပ်ကပြောပါတယ်အချင်းချင်းများပြင်းလက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်နဲ့ကိုရီပါစီကန်လိုက်ချက်ခံနေရပြီလို့စစ်ကောင်စီရရှိတအုပ်ကလည်းပြောပါတယ် တယ်။မနေ့ကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးစည်းကြိုကဆိုင်တချို့လဲကြောင်းလန်ကပိတ်သွားတယ်လို့သိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့ဘုံကျဲမှုတန်ခံနိုင်တဲ့မြေအောက်စေးရုံစေကမ်းများအန်ယူဂျီတိဆောက်မဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘုံကျဲမှုတန်ခံနိုင်တဲ့မြေအောက်စေးရုံနဲ့စေကမ်းများဆောက်လုပ်ဖို့အတွက်အမေရိကန်ဒေါ်လာ၄သိန်းလိုအပ်နေကြောင်းအန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝီဆိုကပြောပါရယ်။ AB နဲ့မေလာအတွင်းဘုံကျဲတိုက်ခိုက်မှုတွေများပြားလာပြီးစေရုံစေကမ်းများလုံခြုံမှုမရှိတဲ့အတွက်မြေအောက်စေးရုံစေကမ်းများဘုံကျဲတန်ခံနိုင်တဲ့စေရုံစေကမ်းများဆောက်လုပ်ဖို့လိုအပ် တ်တွေအတွက်ပြည်ရင်းပြည်ပအလှူရှင်များကူညီဖို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနဲ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။စေကူတမှုပြီးနေကြတဲ့ဆရာဝန်ဆရာမသူနာပြုများကမ္ဘာပေါ်မှာ NDM များစုံနိုင်ငံတစ်ခုပါ။သူတို့လုံနေတာဖြစ်ပါတယ်။သူတို့တွေလုံခြုံစိတ်ချစွာစေကူတမှုပြီးနိုင်ဖို့အတွက်သူတို့တွေလုံခြုံစိတ်ချစွာအနားယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲတန်ခံနိုင်တဲ့စေယုံစည်းကမ်းတွေလိုအပ်ပါတယ်။ဘုံကျဲတန်ခိုင်တဲ့မြေအောင်စေယုံစည်းကမ်းတွေတည်ဆောက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ဒါကိုဝိုင်းဝန်းကူညီကြပါလို့ကျွန်တော် တော်အနေနဲ့အားလုံးကိုဒီနေရာကနေတိုက်တွန်းနှိုးဆော်လိုက်ပါတယ်လို့ဒေါက်တာဇော်ဝီစိုးကပြောပါတယ်။ မြေပြင်မှာရှိနေတဲ့ရှေ့တန်းစင်းရုံစည်းကမ်းများရောနောက်တန်းစင်းရုံစည်းကမ်းများပါပုံကျဲတိုက်ခိုက်နေရကြောင်း၎င်းကပြောပါတယ်။ဆီယဝင်းနေသူနာပြုတွေကိုရည်ရွယ်ချက်ရှိရှိနဲ့စင်းရုံစည်းကမ်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပုံကျဲတိုက်ခိုက်ဖြတ်စည်းခံနေရတယ်။မြန်မာနိုင်ငံမှာအစံဖက်စစ်တပ်ကဆီယဝင်းနေသူနာပြုတွေစမ်းမိုင်းစောင့်ရှောက်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေရဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်။ရခိုင်ကတော်ရဲတောင်ထဲမှာရှေ့တန်းစင်းရုံစည်းကမ်းများအခြေချစင်းရုံစည်းကမ်းများတိဆောက်ကစေကူတမှုပေးခဲ့တော့လေပုံကျဲတိုက်ခိုက်မှုပုံမှုများပြားလာတဲ့အတွက်လုံခြုံမှုမရှိတော့ကြောင်းသိရပါ ါတယ် Say Hospital Say Healthcare Founders in Camping Gala ကိုမေလ24ရက်နေ့မှာဇွန်လ30ရက်နေ့ထိသတ်မှတ်ထားပြီး OFB Fundraiser များ GoFundMe Brighter Future Foundation နဲ့ HDFM များနဲ့ Spring Carve Fund SCF တို့မှတစင်းဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။